ရေးမြုံနယ်တွင်စစ်ကြောင်းထိုးနေသည့်စစ်တပ်ကိုတိုက်ခိုက်မှုဗိုလ်ကြီးပါဝင်၁၂ဦးသေဆုံးမွန်ပြည်နယ်ရေးမြုံနယ်တွင်စစ်ကြောင်းထိုးနေသည့်ရန်ဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များက၃ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဖက်မှဗိုလ်ကြီး၂ဦးပါဝင်၁၂ဦးသေဆုံးခဲ့ကြောင်း Mon State Revolutionary Force MSRF မှပြောရေးဆိုခွင့်ရှိသူမစ်တလညံကပြောကြားပါတယ်မနက်9နာရီခန့်ရေးမြုံနယ်ကနေကမော့ရွာနီစစ်ကြောင်းထိုးလာသောစစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များက ယောက်ျားစနစ်ဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဖက်မှ တက်ကြတဦးပါဝင်2ဦးသေဆုံးပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပါတယ်။ညနေ၄နာရီခန့်တွင် အောင်သာရရွာနှင့်လိမ္မော်ရံရွာနီးရှိကားလမ်းတွင်စစ်တပ်စစ်ကြောင်းကိုထပ်မံတိုက်ခိုက်ခဲ့ရာမိနစ်20ခန့်တိုက်ပွဲဖြစ်ပွားပြီးစစ်သား2ဦးသေဆုံးက4ဦးဒဏ်ရာရရှိခဲ့ပါတယ်။အောက်တိုဘာ17ရက်မွန်းလွဲ12နာရီခန့်တွင် အောင်တပြေဖုန်ကြီးကျောင်းနီးရှိစစ်တပ်ကို drone ဖြင့် ဘုံနှလုံးကျဲချခြင်းနဲ့လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့ရာစစ်သားတအူးသေဆုံးပြီးတအူးဒဏ်ရာရရှိခဲ့ပါတယ်။အောက်တိုဘာ12ရက်မနက်7:30မိနစ်ခန့်တွင်ဘေလမိုင်းကျေးရွာမှအေးကဘာကျေးရွာသို့စစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့မိနစ်30ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးဗိုလ်ကြီးတအူးပါဝင်၈ဦးသေဆုံးက9ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။မိတလညံက၃ရက်တာတိုက်ပွဲမှာစစ်ခွဲ12ကောင်သေဆုံးတာကိုမြေပြင်သတင်းရင်းမြစ်က အတည်ပြုခဲ့ပါတယ်။လက်ရှိအချိန်အထိထပ်တိုးတည်ဆုံးမှုသတင်းကို မသိရှိရသေးပါဘူး။အရှင်ဖမ်းမိသူလည်းမရှိဘူး။အယက်သားပြည်သူများအနေနဲ့ရန်သူစစ်ကြောင်းသတင်းချေနေကိုနားဆွေပြီးတတိထားလှုပ်ရှားဖို့တိုက်တွန်းပါတယ်လို့ပြောပါတယ်။ဒီတိုက်ခိုက်မှုကိုမွန်ပြည်တော်လှန်ရေးတပ် MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF ရမညာတပ်တော် RMA KNL တိုက်ရင်း29တပ်ခွဲ1ဘူဟာ33 ဒေါနာရှင်မုံရီတက်ခွဲနဲ့တပင်ရွှေထီးတက်တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြအောင်သိရပါရရှင်